မြန်မာနိုင်ငံကိုစောင်းရှောက်နေတဲ့နယ်နဂါးကြီးကြောင့်ငလင်လုတ်ခဲရကြောင်းပြောလာတဲ့မိုင်းဖုံးစီအရုံပြည်သူများလုံးပဲမင်္ဂလာပါရှင်မြန်မာပြည်ရဲ့မြေရောက်ထဲမှာမြန်မာပြည်ကိုစောင်းရှောက်နေတဲ့နယ်နဂါးကြီးရှိကြောင်းအဆိုပါနယ်နဂါးကြီးကြောင်းမြန်မာနိုင်ငံမှာငလင်ကြီးပြင်းစွာလုတ်ခဲခဲ့ကြောင်းပြောလာတာကတော့မိုင်းဖုံးစီအရုံဖျားကြီးပါဒီလိုမျိုးမိုင်းဖုံးစီအရုံကြီးရဲ့ပြောကြားချက်ကြောင့်လူတွေလဲဝေဖန်မှုတွေမြင့်တက်လာပါတယ်အားလုံးသိကြတဲ့အတိုင်းမိုင်းဖုံးစီအရုံကြီးဆိုတာကရှမ်းစီအရုံဖြစ်ပြီးတော့တော်တော်လေးလဲထူးကြပါတယ်ဒါအပြင်မိုင်းဖုံးစီအရုံကြီးဟာတိလ သမားတွေနဲ့ပြေဆုံးပြီးတော့ဂူအောင်တရားကျင့်ကြံကောင်တကိုးသိမ့်တီကြီးမှာပါတယ်ရှမ်းပြည်တပီလုံကကိုးကွယ်ကြတဲ့ဆရာတော်ကြီးပေါ့မိုင်းဖုံးဆရာတော်ဘုရားကြီးကသူတစ်ပါးရဲ့စိတ်ကိုလည်းခံမနိုင်တယ်လို့အနာဂတ်မှာဘာတွေဆက်ဖြစ်မလဲဆိုတာကိုလည်းခံမနိုင်ပါတယ်။မိုင်းဖုံးဆရာတော်ကြီးဟာပုံမှန်ဆိုရင်လူတွေနဲ့နီးနီးကပ်ကပ်မနေပဲဂူထဲမှာပဲတရားအထုတ်လေးရှိပါတယ်။ဒါကြောင့်လည်းနတ်ဒေဝတာတွေကမိုင်းဖုံးဆရာတော်ကြီးကိုစောင့်ရှောက်ကြတာပေါ့။ မိုင်းပုံးစရာတော့ကိုထိုင်းနိုင်ငံမြန်မာနိုင်ငံနဲ့ရှမ်းပြည်နယ်ကလူတွေကရိုသေစွာနဲ့ကိုးကွယ်ကြပါတယ်။မိုင်းပုံးစရာတော့ကလူတွေကိုဘေးဒုက္ခမရအောင်ကူညီလေးရှိပါတယ်။မိုင်းပုံးစရာတော့နဲ့ပတ်သက်ပြီးတော့ကဘာကျော်သွားတဲ့အဖြစ်အပျက်ကတော့ထိုင်းနိုင်ငံကဂူမာပိတ်မိနေတဲ့တော်ဝက်ဘောလုံးအသင်းကကလေးလေး73ယောက်ကိုဂူထဲမှာအသက်ရှိနေသေးလို့ကယ်ဆယ်ရေးလုပ်ဖို့မင်ကြားခဲ့ရပါဘူး။ မိုင်းဖုံးစီရော်ရဲ့မဆာမှုကြောင့်ထိုင်းနိုင်ငံကကလေးလေး73ရောက်အသက်ရှင်ခဲ့ပါတယ်။ဒီလိုမျိုးတကူကြီးတဲ့မိုင်းဖုံးစီရော်ဟာအခုမြန်မာနိုင်ငံမှာငလင်ဘေးနဲ့ပတ်သက်ပြီးပြောရမှာတော့မြန်မာနိုင်ငံရဲ့မြေအောက်ထဲမှာရှိနေတဲ့မိုင်းပေါင်း3000ရှည်လျားတဲ့မွေးနဂါးကြီးကြောင့်ငလင်လုတဲ့ဆိုပြီးတော့ပြောကြပါတယ်။မိုင်းဖုံးစီရော်ဟာအဆိုပါအကြောင်းအရာကိုပြည်မကိုကြွလာပြီးတော့ငလင်ဘေးတင်ပြည်သူတွေကိုလှူဒန်းတရားဟောကြားရမှာပြောခဲ့ရပါဘူး။ မိုင်မောင်ဆရာတော်ကရှမ်းဘာသာနဲ့တရားဟောပြီးတော့ဘေးကဆရာတော်ကမြန်မာဘာသာပြန်ပေးတဲ့တရားပွဲမှာမိုင်မောင်ဆရာတော်ကမြန်မာနိုင်ငံရဲ့မြေရောက်ထဲမှာမိုင်ပေါင်း3000ကျော်ရှိလျရတဲ့နဂါးကြီးကစောင်းရှောင်းနေကြောင်းအဆိုပါနတ်မွေးနဂါးကြီးဟာနှစ်ပေါင်းများစွာအကြာမှာတစ်ကြိမ်နှုတ်ထားလိရှိကြောင်းမိုင်မောင်ဆရာတော်ကရှမ်းဘာသာနဲ့ဟောကြားခဲ့ပါတယ်။အဲဒီနောက်မှာမိုင်မောင်ဆရာတော်ကြီးရဲ့ဒီနဂါးကြီးနှုတ်ထားနိုင်တဲ့အကြောင်းမှာမြန်မာနိုင်ငံမှာငလင်လှုပ်လိရှိကြောင်းဒီလိုမျိုးငလင်လှုပ်ချိန်မှာအခုတို့ကြီးမားတဲ့လူတွေကအသက်ဆုံး းပါတာတွေရှိကြောင်းဟောကြားလိုက်ပါတယ်။ဒါပေမဲ့လည်းဒီအချိန်မှာနဂါးကြီးကပြန်လဲအိပ်ပျော်သွားပြီဖြစ်လို့ငလင်ထက်မှန်လှုပ်ခတ်တော့မှမဟုတ်ကြောင်းမိုင်းဖုံးစရာတော်ကြီးကဟောကြားခဲ့ပါတယ်။ မိုင်းမုံဆရာတော်ရဲ့ဒီလိုဟောကြားချက်တွေကိုလူတချို့ကတော့လက်မခံပါဘူး။အထူးသဖြင့်ကဘာပေါ်မှာပညာရှင်တွေကတော့ငလင်းလုံးတယ်ဆိုတာကကဘာမြေကြီးရဲ့အောက်မှာရွေလျားနေတဲ့ကြောက်ထုအလွာကြီးတွေတစ်ခုနဲ့တစ်ခုပုတ်တိုက်မိပြီးတော့ငလင်းလုံးခတ်တာဖြစ်ကြောင်းဒီလိုမျိုးငလင်းပြည့်ရွေဒေသမှာငလင်းအင်အားကြီးလှုပ်တာကမဆန်ကြောင်းငလင်းတန်းကြောင့်တိတ်ဆုံးသွားတဲ့လူတွေကိုအကူအညီများတဲ့သူတွေလို့ပြောတာကလည်းမဖြစ်တဲ့ကြောင်းပြောခဲ့တာပါ။ ဒါအပြင်မိုင်းမုံဆရာတော်ကမြန်မာနိုင်ငံရဲ့မြေအောက်ထဲမှာတောင်ထဲမြောက်ကိုမိုင်၃000ကျော်ရှည်လျားတဲ့နတ်နဂါးကြီးရှိတယ်ဆိုတာကလည်းယုတ်တိမရှိဘူးလို့ဆိုကြပါတယ်။အထူးသဖြင့်မြန်မာနိုင်ငံရဲ့မြောက်ဘက်အစွန်ဆုံးပူတာအိုကနေတောင်ဘက်ကော့တောင်အထိမိုင်ပေါင်း၃000မရှိသလိုယုတ်တိမရှိဘူးလို့ပြောကြပါတယ်။ တောင်ပြင်ပိုင်းဖုန်းဆရာတော်ကြီးရဲ့နေပုံထိုင်ပုံတရားဟောပုံဝစ်စားစီရင်ကျင့်ကြံပုံတွေဟောထေရဝါဒဗုဒ္ဓဘာသာအယူအဆနဲ့မကိုက်ညီဘူးလို့ပြောကြပါတယ်အထူးသဖြင့်မိုင်းဖုန်းဆရာတော်ဘုရားကြီးကထေရဝါဒဗုဒ္ဓဘာသာနဲ့မတူပဲမဟာယနဗုဒ္ဓဘာသာအယူအဆဖြစ်တယ်လို့ဆိုကြတာပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမိုင်းဖုန်းဆရာတော်ကြီးပြောတဲ့နန္ဒကားကိစ္စကိုဘယ်လိုထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်